များအားလုံးပဲမင်္ဂလာပါရှင်။တာမန်မင်္ဂလီနဲ့တော်ဝင်မင်းသားဆိုတဲ့ဇလင်းလေးတက်မယ်ရောက်ရှိလို့လာပါပြီရှင်။ဇလင်းလေးမစတင်ခင်မှာ VPN လေးလဲဖွင့်ပေးကြအောင်နော်။အိမ်ပြန်သားမှကောင်းမယ်ထင်တယ်။ငါဒီမှာနေတာလေကြောရှုံမှုမရအောင်။တပည့်ကလည်းသူ့ရဲ့မတော်ရသေးတဲ့ရောက်ခမာသူ့ဘော်အရန်ရက်ဆက်နေတော့သူကဝန်းနေနေခဲ့ပါတယ်။မိဖုရားကြီးကလည်းဘလို့နေနေသူ့ကိုလက်မခံနိုင်တာကြောင့် မူးမတ်တေကိုသူစီခေါ်လာတွေ့ပါတယ်။မိဖုရားကြီးမင်းသားကိုအဲ့လိုတာမန်မင်းကလေးနဲ့ဒီလိုပေးနေနေရတော့အဆင်မပြေဘူးနော်။ကျွန်တော်တို့သူ့လက်ဆက်ဖြောက်မှရမယ်။ဟုတ်တယ်မိဖုရားကြီး။ပေးနာတိုင်းပြရလူတွေကြိုက်ရှက်စရာကြီး။တကယ်လို့တို့ကကျွန်တော်တို့တိုင်းပြရဲ့မင်းသားလေးကတာမန်မင်းကလေးတယောက်နဲ့လက်ထပ်သွားတယ်ဆိုရင်တင့်မိဖုရားကြီးကလည်းအရှက်တကွဲကျိုးနေဖြစ်ရမှာ။မိဖုရားကြီးတေချာစဉ်းစားကြည့်ပါ။အေးငါလည်းဒီကိစ္စပြောမလို့နင်းတို့နှစ်ယောက်ကိုခေါ်လာလိုက်တာ။ ဒါဆိုရင်ငါတို့ဘယ်လိုလုပ်ကြမလဲမင်းသားကသူ့နားကနေတပွားမှမခွာအောင်ကတ်နေတော့ပဲလေကိစ္စကတော့စိတ်မပူပါနဲ့မိဖုရားကြီးကျွန်တော်ရှင်းလိုက်မယ်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဒါဆိုရင်လေသူ့ကိုတတ်လိုက်ဖို့ဟာတတ်လိုက်မင်းသားကတိတော့မှာဖို့နင်းကလည်းဘယ်လိုလုပ်တိမှာတော့သူချစ်တဲ့လူတိတော့မှာတော့သူကမိဖုရားကြီးရဲ့လက်ချက်ဆိုတာတိတော့မှာဖို့အေးဒါလည်းဟုတ်သားပဲမိဖုရားကြီးဒါဆိုရင်ဒီလိုလုပ်ရောဘယ်လိုတော့အာမိဖုရားကြီးကလည်း ယောဂဖြစ်ရဆောင်းလိုက်ပြီးတော့အဲ့အပြစ်တွေအကုန်လုံးစပဲ့ပေါ်ပုံချလိုက်ပေါ့ဒါဆိုရင်လူတိုင်းကတကယ်ထင်တော့မှာအမလီရက်ဆက်လိုက်တာဒါကမလွန်လုံးလားဟာမိဖယားကြီးဒီလိုသာမလို့ရင် तू ကမင်းတဘဝထဲနေထွက်သွားတော့မှာမဟုတ်ဘူးမိဖယားကြီးရဲ့မင်းပြောရလဲဟုတ်တော့ဟုတ်ပါတယ်ဒါဆိုရင်လေဒီနီလန်ပဲအရင်သုံးကြည့်ကြပါပေါ့မိဖယားကြီးနဲ့သူ့ရဲ့မိုးမက်ကြီးရဲ့ကျန်စရာတော့ရက်ဆက်လွန်လာပါတယ် ဒီလိုနဲ့နောက်တနေ့မှာတော့သူတို့ကြံစီထားတဲ့အချိန်မိဖယားကျေးဟာအဲ့ရဘောကနေလဲလျောင်းနေခဲ့ပါတယ်။အဲ့ဒီချိန်မှာသူကလူတိုင်းကိုသူ့အဖြစ်မြင်အောင်ဆိုပြီးခေါ်လိုက်ပါတယ်။အမလီလူဘဝကလည်းစိတ်ဆင်းရဲလိုက်တာ။ဒီနေ့ဒီနေ့ဩလာပြီဆိုတော့ငါရဲ့ကြောရွားလည်းလှုပ်လို့မရတော့ဘူး။မိဖယားကြီးဘာဖြစ်တာ?နေအခုချက်ချင်းမူးမွက်တယ်အကုန်လုံး။ ငါစီတော့ခေါ်လာခဲ့စမ်းဟုတ်ကဲ့အခုချက်ချင်းသွားပါမယ်မိဖုရားကြီးဒီလိုနဲ့တမားတော်နဲ့မင်းသားရဲ့စပယ်တော့ဟာလေမိဖုရားကြီးရဲ့အခန်းကိုရောက်လာပါတယ်อืมမိဖုရားကြီးကဒီနေ့တခြားအသက်အရွယ်ကြီးပြင်းလာပြီဆိုတော့ဒီလိုပါပဲအကျော်တွေအယိုးတွေကတခုမှမကောင်းတော့ဘူးတမားတော်ကြီးမယ်တော်ပါဖြစ်တာတော့မိဖုရားကြီးသွေးရန်တိုးနေတယ်480တောင်ကြောနေပြီဒီလိုမျိုးလို့ ကျွန်တော်တကားမှမတွေ့ဘူးအဲ့တော့ဘာဖြစ်တော့ဘာဖြစ်ရမှာလဲမင်းသားရဲ့လူတယောက်မှသူရ480ထိတောင်တက်နေဆိုတော့တော်တော်စိုးရွားတဲ့ယောဂါပဲဒါမကြခင်မိဖုရားကြီးကစုံတော့မှာဟမ်မဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့မဲတော်ဘလို့ကုရမှာလဲဒီယောဂါကတော့ကျွန်တော်လည်းမကုတတ်တဘူးမင်းသားရဲ့ဒါပေမဲ့ကျွန်တော်ကြားဖို့ဟာတခုတော့ရှိတယ်ဒီလိုမျိုးယောဂါက ဖြူစင်ရိုးသားတဲ့မိန်းကလေးတရားဟာကုပင်းတက်တာမယ်လို့ပြောတာပဲဟမ်အဲ့ဟာဘလိုမျိုးမိန်းကလေးတုံးဘာမှလှုပ်ပေးစရာမလိုပါဘူးမင်းသားအဲ့မိန်းကလေးကမိဖုရားကြီးကိုနေ့တိုင်းလာပြုစုပေးရမယ်တတော့ပါပဲတဖြည်းဖြည်းနဲ့မိဖုရားကြီးရဲ့ယောဂါဟာတက်တာလာလိမ့်မယ်အော်ဒီလိုဆိုရင်ဘာမှမခက်ပါဘူးစပယ်ရှိရပဲစပယ်ကို့မှာမျောလင်းချက်ဆိုလို့စပယ်မှာပဲရှိတော့တာနော် ဟုတ်ကဲ့ပါမင်းသားကျွန်မအကောင်းဆုံးစူးစမ်းပေးပါမယ်မင်းသားလေးကစပဲ့ကိုအလောက်တော်ယုံကြည်နေတာဆိုတော့လေမိဖုရားရအသက်ရှင်ဖို့အတွက်မျှော်လင့်ချက်ရှိပါသေးတယ်မနေ့ပြန်စပြန်ကုသမယ်မနေ့ပြန်မှကျွန်တော်တက်လာခဲ့လိုက်မယ်နောက်ဆုံးတော့ငါမေတော်ရဲ့ကျွန်မရဲ့ကုသပေးဖို့လူရှိပြီစပဲ့ကိုစိတ်ပြောင်းမလုပ်ပါနဲ့နော်ဟုတ်ကဲ့ပါ စပယ်ကကို့ကိုစိတ်ပြောင်းမလုပ်ပါဘူး နင်းတို့စကားပဲပြောတော့မလားငါတည်တော့မယ်ဒီမှာမိဖုရားစိတ်လျှော့ပါစိတ်လျှော့ပါမေတော်ခဏလောက်တော့အတီးချက်ပေးတာပါမေတော်ရဲ့အခုဆိုရင်မေတော်ပြုစုပေးမယ်လို့ရှိနေပြီမေတော်သူတို့အစီအစဉ်ချထားတဲ့အချိန်စပယာသူတို့အကွက်ထဲကို ရောက်လာခဲ့ပါတယ်ဒီလိုနဲ့နောက်ထပ်တရရောက်လာတဲ့ချိန်မှာတော့စပယာလည်းမင်းသားကိုဂရိပေးထားတဲ့အချိန်မိဖုရားကြီးကိုလာရောက်ပြုစုပေးပါတယ်อืมอืม อืมเมรตีขันดาบาคณะนี่สิตัดตาတော့มาบาเมรเอ้อืม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 มีพยาจีอ่ะมินดามจ้ามจิ้นโอออหนีเข้าไปดิโลเนี่ยมินดาอ่ะเลยမိဖယားစီအပြေးလွာရောက်လာခဲ့ပါတယ်။မဲတော့မဲတော့မဲတော့ဘာဖြစ်တာတော့။နေရစပယ်မလီငေါ့နှိပ်ပေးလိုက်တာ ငါကြောရုံတော့ကြိုးတော့မယ်။ကျမဖြည်းဖြည်းပဲနှိပ်တာပါမိဖုရားကြီး။ဒီရဲ့ဖြည်းဖြည်းရလဲငါအသက်ထွက်လို့မတတ်ပဲ။ဟောပါပဲ။ဒါစိမိဖုရားကြီးဈေးတောက်လိုက်ပါအောင်နော်။ငါသားရှစ်မှာလာဟန်ဆောင်ပြမနေနဲ့။ပေးငါဘာသာငါတောက်မယ်။ဟမ်မေတော်ဘာဖြစ်တာတော့မေတော်ဘာဖြစ်တာတော့နင်တို့တွေဘာဆောက်နေကြရတော့။တမားတော့အခုချေချေတော့ခေါ်ခဲ့စမ်း။ခေါ်စရာမလိုပါဘူးမင်းသားကျွန်တော်ရောက်ပါပြီ။ ဟမ်မိဖုရားကြီးကဘလို့ဖြစ်သွားတော့ဟမ်မိဖုရားကြီးကိုဘာတိတိုက်ထားသေးလဲကျော်စင်းစပယ်တိုက်တာပါတကယ်လို့မတော်တဆမိဖုရားကြီးဆုံးသွားရင်ဘလို့လုပ်မလဲနေမိဖုရားကိုဘာတိတိုက်လိုက်တာတော့မင်းပဆက်ပုတ်အခုချက်ချင်းပြတ်ထားလိုက်စမ်းတမားတော်မဲတော်ကဲတင်နိုင်မဲ့နီလန်ရှိသေးလားနီလန်တခုတော့ရှိတယ်ကြိုင်မဲ့နှစ်ရက်ဆောက်ရမယ်ကျွန်တော်ကိုကျွန်တော်ကလည်းတိတ်မယုံကြည်တော့ဘူးအားလုံးမိဖုရားရဲ့အသက်ကြီး ကဲတင်နိုင်အောင်သာဆွတောင်းထားကြတော့မဲတော့မဲတော့ဘာမှမဖြစ်ပါနဲ့နော်ဒီလိုနဲ့နောက်ထပ်နေရမြောက်မှာတော့မိဖုရားတို့သုံးယောက်စီစဉ်ထားတဲ့အစီအစဉ်ချိုင်းကြာရောက်လာခဲ့ပါတယ်မနေ့မိုးလင်းလာတာနဲ့မိဖုရားရဲ့အင်းအင်းအန်အန်နဲ့ညီးနေလိုက်တာမင်းသားလာတွေ့တဲ့အချိန်ကြီးပါပဲအဲ့ဒီအချိန်မှာ သူတို့အားလုံးကလည်းစပဲ့ပေါ်အပြစ်တွေပုံချလိုက်ပါတယ်ငါဘာမှနားမလည်နိုင်တော့ဘူး ဒီလိုနဲ့နောက်ထပ်တနေ့မှာတော့မိဖုရားကြီးဟာနိုးလာခဲ့ပါတယ်။ဟမ်မိဖုရားကြီးနိုးပြီ။စပယ်နဲ့လူတိုင်းကိုငှက်စီတောက်ခေါ်လာခဲ့စမ်း။ဟုတ်ကဲ့ပါမိဖုရားကြီးအခုချက်ချင်းသွားလိုက်ပါမယ်။မိဖုရားကြီးဟာတရုတ်ဆောင်တာအယမ်းတော်လာပဲ။ငါမလို့ချင်တဲ့ချွေးမှမရအောင်တော့ဒီလိုတရုတ်ဆောင်တက်ရမယ်လေ။မင်းသားလေးဟမ်မေတော်နိုးပြီလား။ဟုတ်ပါတယ်ဂျာပေမဲ့မိဖုရားကြီးက စပယ်နဲ့လူတိုင်းကိုခေါ်ပြောတရားရုံးမှာလာခဲ့ပါလို့ပြောခိုင်းလက်ပါတယ်။ဟမ်မဲတော်ဟာဘာတွေကြံစည်အောင်မလဲမသိဘူး။ကျမအထင်တော့ကျမအကြောင်းပဲပြစ်မှာပါ။စိတ်မပူပါနဲ့စပယ်ရဲ့စပယ်ဖက်မှာကိုတယောက်လုံးရှိပါသေးတယ်။ဒီလိုနဲ့သူတို့အားလုံးကလည်းတရားရုံးရှိမှအကုန်ရောက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့၃ရက်ပြက်လာတဲ့ပြဿနာတွေကအကုန်လုံးကဖန်တီးထားတာမဟုတ်ဘူး။အကုန်လုံးကအစစ်မှန်တွေကြီးပဲ။ ပြီးတော့စပယ်နေနန်းတော်ထဲစရောက်လာကြတဲ့အငါတို့နန်းတော်မှာပြေတနာပေါင်းစုံကြုံလာတော့တာပဲပြီးတော့စွန့်တော်တင်တဲ့မှောက်တယ်လဲခိုးစားသေးရယ်စပယ်ကကန်ဆိုးမိုးမောင်ကျစေတဲ့အကောင်ပဲသူကမိဖုရားကိုကောင်းကောင်းမပြုတ်စုနိုင်တာတိတ်တိတ်နဲ့ဒီကိစ္စကြီးကိုမျက်နှာတရချင်တာနဲ့ပဲသူကလက်ခံခဲ့တာမတော်လို့များမိဖုရားရဲ့အသက်ဆုံးရှုံးသွားရင်ဘယ်လိုလုပ်ကြမလဲဒါကြောင့်မလို့သူ့ရဲ့အပြစ်ကပေါ့တဲ့တိမဟုတ်ဘူးဒီနေ့တည်တယ်ချမရမှာ မဟုတ်ပါဘူးအမတ်ကြီးအပြစ်ကစပည့်ရဲ့အပြစ်မဟုတ်ပါဘူးကျွန်တော်ကပဲသူ့အတင်းခိုင်းလို့သူလုပ်ရတာပါမေတော်တကယ်လို့မေတော်အပြစ်ဘိမ့်မိစေလေကျွန်တော်မျိုးကိုပဲပေးပါမေတော်ရဲ့ငါသားသူ့အစားအပြစ်ဝန်ခံပေးစရာမလိုဘူးအမတ်ကြီးစပည့်ကိုဖမ်းသွားပြီးကောင်းတော့ဖြတ်လိုက်စမ်းမလောက်ပါနဲ့မလောက်ပါနဲ့မေတော်ကျွန်တော်တောင်းပန်ပါတယ်စပယ်ကိုမတက်ပါနဲ့မေတော်ခိုင်းတဲ့အတိုင်းကျွန်တော်အကုန်လောက်ပါမယ် အခုတော့မေတော်ရဲ့ဆန္ဒအတိုင်းပါဆိုလားဟုတ်ပါတယ်မေတော်ကျွန်တော်မေတော်ပြစ်စီခြင်းနဲ့ဆန္ဒအတိုင်းအကုန်လုပ်ပေးပါမယ်ကားဝီလီတာဆိုရင်လေကားလီတေဝီနဲ့လက်ထပ်ရမယ်ဟုတ်ကဲ့ပါမေတော်ဟမ်မဟုတ်ဘူးကိုစက်ပဲရောတောက်ရိုက်နဲ့ပြီးတော့နန်းတော်ပြင်မှာတော့ပို့လိုက်ဟုတ်ကဲ့ပါအမတ်ကြီးဟုတ်ကဲ့ရှိပါတယ်မိဖုရားကြီးသမီးဒေဝီတို့တိုင်းပြည်ကိုတရင်ပို့သွားလိုက် နောက်မကြခင်မှာပွဲကြည့်ပွဲကောင်းရှိမယ်လို့သတင်းပို့လိုက်။ဟုတ်ကဲ့ပါ။ကျွန်တော်ပြီးမြောက်ဆောင်ရွက်ပေးပါမယ်။ဒီဆက်လန်းလေးကတော့တကယ်ချစ်တဲ့လူနှစ်ယောက်အတွက်ရင်ခွဲဝမ်းနည်းစရာဆက်လန်းတစ်ခုပဲဖြစ်ပါတယ်။စပယ်ရလည်းဘာပြည့်မှတ်မရှိဘဲနဲ့ကြိမ်ကြံပေးခန့်နေရပါတယ်။အာ။음음ချာချာချာစင်အတိရိုက်သူမသိမချင်းရိုက်လိုက်စင်ပလို့လေ အခုတော့နေမလောက်သားလောက်အောင် ရှိပြီလားတော်ပါတော့မေတော်တော်ပါတော့စပယောက်ချက်မရိုက်ပါနေတော့မေတော်ကျွန်တော်တောင်းဆိုပါတယ်မလောက်ပါနဲ့မေတော်ရဲ့အဲ့ထက်ပြင်းပြင်းရိုက်စမ်းရိုက်ထိုက်ရိုက်စမ်းငါမရက်ခိုင်းမချင်းမရက်နဲ့ဒီလိုနဲ့နောက်တနင်္လာနေ့လောက်ကြာလာတဲ့ချိန်မှာတော့ကြိမ်ကြံမိတာများလာတဲ့အမြန်စပယ်ကလည်းအရန်ကိုနာကျင်လာပြီးတတိမိမျောသွားခဲ့ပါတယ်ရှေ့ဆက် ။ဘာတွေစက်ဖြစ်သွားအောင်မလဲဆိုတာအပိုင်းလေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။အပိုင်းလေးကိုလွယ်တကူကြည့်ရှုနိုင်ရတဲ့အတွက်နန်းတို့ရဲ့ channel လေးကို like and subscribe လေးလေးလုပ်ပေးသွားကြအောင်နော်။